ကချင်ပြည်နယ်မိုင်ကြာရဲမြို့မှာပြုလုပ်နေတဲ့တိုင်းဒေသလက်နက်ကိုင်တော်လန်ရေးအဖွဲ့အစည်းတွေရဲ့ညနာဆုံးကြီးအစည်းအဝေးဒုတိယနေ့ဖြစ်တဲ့ဇွန်လ28ရက်နေ့မှာဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးဆိုင်ရာအခြေခံမူရှစ်ချက်ကိုတညီတညွတ်တဲ့ပုံသဘောထားချမှတ်နိုင်ခဲ့တယ်လို့ဒုတိယနေ့အစည်းအဝေးအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပအုပ်အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌခွန်မြင့်ထွန်းကထည့်သွင်းပြောကြားခဲ့ပါတယ်။အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာမပါမဖြစ်ပါဝင်ရမယ့်အခြေခံမူ၈ချက်ဖြစ်တဲ့အထောက်အချာအာဏာဒန်းတူရေး ကိုပိုင်ပြဋ္ဌာန်းခွင့်စစ်မှန်တဲ့ဖက်ဒရယ်ပြည်တော်စုတိုင်းရင်းသားလူနည်းစုတွေရဲ့အခွင့်အရေးတွေကိုကာကွယ်တာဒီမိုကရေစီအခွင့်အရေးအခြေခံလူအခွင့်အရေးနဲ့ကြားမဆိုင်ရာတန်းတူညီမျှမှုပါတီစုံဒီမိုကရေစီနဲ့ဘာသာရေးကိုအခြေမခံတဲ့နိုင်ငံစတာတွေကိုဆွေးနွေးခဲ့ပြီးအသေးစိတ်ကိုအစည်းအဝေးကျန်တဲ့ရက်တွေမှာဆက်လက်ဆွေးနွေးသွားဖို့သဘောထားချမှတ်ခဲ့တယ်လို့အစည်းအဝေးဒုတိယနေ့သတင်းထုတ်ပြန်ချက်မှာလည်းထည့်သွင်းထားပါတယ်။ ဒီနေ့မှာလောကကြီးနဲ့တဲ့ FL Authentic Service ကအချိန်တောင်ရှိတယ်။အဲ့ဒါကိုတို့တို့ထားတယ်ဒီလိုပဲပုံပေါ်လာတယ်အချမ်းပါဖြစ်တာ။ FL Authentic Service ကအချိန်တောင်ရှိတယ်ဆိုတာကကျွန်တော်တို့2005ခုနှစ်တွေကဒါကျွန်တော်တို့ဒါနေစားမှာရှိတယ်။အဲ့ဒီတော့အောက်ကောင်ကိုစီပြီးလို့တော့ဦးစီပြီးတော့နောက်တစ်ခါကျွန်တော်တို့အိမ်မှာတိုင်းလာတဲ့ကိစ္စတော့လည်းဖွင့်စီပြီးတော့ဒီရပ်ပဲကိုဖွင့်စီပြီးရုပ်ကြည့်တဲ့ဖွင့်အောက်ပေါ်ပြီးတော့အထောက်အကူမှာစတင်ပြီးဆိုပြီးတော့မှ နောက်ကျွန်တော်2018ခုနှစ်60ကျော်ကျောင်းပြောဆိုနေတာကျွန်တော်တို့ဒုတိယအကြိမ်ဒီပြည့်ခဲ့ရှိတာအခုဒါဒီစာအုပ်ပိုင်းတာဒုတိယအကြိမ်ဆိုတော့ဒီကျွန်တော်ဆိုတော့ဘယ်ဖဲရဲ့ဘောင်းဒီစာအုပ်ဆိုင်အခြေခံရှိချင်တာဒီထဲမှာဒီဒီဒီ request for policy ဒါအခြေခံရှိချက်တွေပါအဲ့တော့ကျွန်တော်တို့ရေးနေဆွေးနွေးရတဲ့အခါဆွေးနွေးကြတဲ့အကြောင်းအရာတွေဒီငိုချမ်းကိုကျွန်တော်တို့ရေးတယ် ခြေမှန်ထားဖို့လည်းဆွေးနွေးတယ်အစည်းအဝေးဒုတိယနေ့မှာ Federal ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စအပြင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံမူတွေကိုလည်းထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ဒီလိုဆွေးနွေးရမှာရှိပြီးသားအမျိုးသားပြည်နယ်တွေအပြင်လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့တိုင်းဒေသကြီးတချို့ကိုလည်းအမျိုးသားပြည်နယ်တွေဆိုပြီးနာမည်ပေးဖို့ရည်ရွယ်ထားတယ်လို့အစည်းအဝေးဥဆောင်ကော်မတီဝင် နိုင်ဟန်တာကသတင်းတောက်တွေရဲ့မြင်းမြတ်မှုမှာထည့်သွင်းဖြေကြားခဲ့ပါတယ်။ကျွန်တော်တို့ဒီကရည်ရွယ်တာကတော့ လက်ရှိအမျိုးသားပြည်နယ်နောက်ဒီမှာကချင်ပြည်ဆန်းစားတဲ့ဒါကုနပြည်နယ်ရှိပြီးသားနောက်တချို့ဒီတိုင်းဒေသကြီးနေနဲ့ဖွဲ့စည်းထားတဲ့ဟိုဝင်တချို့ပေါ့ဗျာဥမာတနင်္လာတိုင်းတိုင်းလို့ပြောပြတိုင်းလို့အဲ့ဒီဝင်တွေမှာအဲ့ဒီဒေသအဲ့ဒီဒေသကြီးတွေမှာပေါ့နော်တိုင်းတိုင်းကြီးမှာလူမျိုးပေါင်းစုံနဲ့စုစည်းထားတဲ့အနေအထားမျိုးဖြစ်တော့လူမျိုးတစ်မျိုးတည်းကိုရဲ့နာမည်ကိုကျွန်တော်တိုက်ရင်ဒါမပြည့်စုံဘူးအဲ့လိုနေထားမျိုးမှာ မြူသားမြတ်ကြီးလဲဆိုပြီးတော့ဖြစ်လို့ဆိုတော့ကိုစပီဘုတ်ဇူလိုင်လ26ရက်နေ့ကနေ29ရက်နေ့အထိ၄ရက်ကြာပြုလုပ်မယ်။တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ညနာဆုံးကြီးအစည်းအဝေးမှာ27ရာစုပင်လုံညီလာခံကျင်းပရေးအတွက်အကြိုညှိနှိုင်းရေးနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်ခြင်းဆိုင်ရာနိုင်ငံရေးပုံသဘောထားတွေကိုအခြေခံပြီးခေါင်းစဉ်ကြီး၄ခုနဲ့ဆွေးနွေးနေတာဖြစ်တယ်လို့သိရပါဗျ။